ချိန်မိနစ်40တရားထိုင်မှာ ဖြစ်ပါတယ်ယောဂီအားလုံးမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့မျိုးသားများကတင်ပြခွေ ထိုင်မှာမျိုးသမီးများလည်းတင်ပြခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ခွေထိုင်တဲ့ရိယာပုံမှာဘယ်ဘက်ခြေောက်ကိုအတွင်းကထား ညာဘက်ခြေောက်ကို ပြင်ကားထားထိုင်တဲ့အခါမှာခြေောက်တွေထမ်းမိတာမျိုးဖိမိတာမျိုးမဖြစ်ပါစေနဲ့ခန္ဓာကိုယ်ရိယဘုကိုစိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များသင်္ကန်းတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသားယောဂီများပစိုးတွေလုံကြီးတွေတင်းနေကြက်နေရင်လျှော့ပေးပါမြို့သမီးယောဂီများလည်းထို့တူပါပဲ အချိန်မင်းနဲ့40တရားထိုင်မဲ့အတော်တွင်းမှာမိမိတို့ရဲ့ခန္ဓာကိုယ်တည်ငြိမ်မှုရအောင်အရိယဘုရင်ရင်ခြင်းမဖြစ်အောင်စိတ်တိုင်းကြပြင်လိုက်ပါဘယ်ဘယ်လဘောညာဘယ်လကလေးတင်မှာလက်စင်ပြင်ရင်လက်မထိတ်ကလေးထိထားလိုက်ပါလက်မထိတ်ထိလို့အစင်မပြင်ရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူး အရိယဘုံညင်သက်ဖို့ကအရိကပါခါကလေးကို ပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွဲဆန့်တာမျိုးမလုပ်ပါနဲ့ခါအနေထားကပုံမှန်ရှိနေပါစေကောင်းရှင်းမငုတ်စေနဲ့မိမိရဲ့ခန္ဓာကို အချိုးအစားအနေထားလက်အတူရှိမိမိအသိဆုံးပါကောင်းရှင်းငုတ်ရင်ငိုက်တတ်ပါတယ် ကောင်းနောက်မလန်စေနဲ့ကောင်းနောက်လန်ရင်လဲလဲကြတတ်ပါတယ်မျက်စိကိုစဉ်ကများမိတ်ပါတရားထိုင်ပြီးဆိုမှမျက်စိကိုနင်းကန်မိတ်မထားပါနဲ့တဘာဝကြကြငကိုလေးသူ့ပုံမှန်အတိုင်းမိတ်ပေးထားပါကနဂိုရီယာဘုဂိုစိတ်တိုင်းမကြသေးရင်ပြန်ပြန်ပါ တရားထိုင်မဲ့အချိန်တော်တွင်မှငါရဲ့ခန္ဓာကိုယ်အရိယာပုံငြိမ်မီလာမလုံးမရှင်းမကုတ်မဖက်မရမဆောင်မဲနဲ့တည်ငြိမ်မှုရအောင် စိတ်တိုင်းမကြသေးရင်အရိယာပုံကို ပြန်ပြင်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုံကိုစိတ်တိုင်းကြပြီဆိုရင်ငြိမ်လိုက်ပါတော့လှုပ်ဖို့မစင်စားနေတော့အရိယာပုံစိတ်တိုင်းကြပြီလားကိုကိုကို ပြန်သုံးသက်ကြည့် ဒီကြိမ်ထိုင်မဲ့တော်တွင်းမှာလှုပ်ရှားမှုမရှိပဲရင်းရိုင်မှုမရှိပဲမိမိခန္ဓာကိုယ်မိမိပုံစံအနေထအချိုးကျပုံကို စိတ်တိုင်းကြပြီးဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေပုံမှာပဲအာယုံကြနေပါစေ။ နာသီဝကိုတတိကတ်ဆိုတာစာလိုပြောတော့တမာတတိမကင်ဝင်လေထွက်လေနေအောင်ကြည့်ဆိုတာစာလိုပြောတော့တမာဝါယမမကင်အာယုံတစ်ပါးစိတ်မတော်စေနဲ့ဝင်လေထွက်လေပုံမှာပဲအာယုံကြနေပါစေဆိုတာစာလိုပြောတော့တမာတမာတိမကင်နာသီဝအလေးလေးတို့ထီဝင်သွားတယ်နာသီဝအလေးလေးတို့ထီထွက်သွားတယ်နာသီဝအလေးလေးတို့ထီဝင်သွားတယ် နာသီဝလေးလေးတို့တီထွက်သွားတယ်သေချာကြည့်ပါညင်အောင်ကြည့်ပါဂယုဆိုင်ကြည့်ပါစူးဆိုင်ကြည့်ပါဝင်လေထွက်လေကိုပြင်းပြင်းကြီးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုပြင်းပြင်းကြီးရှူထုတ်တော့မောလာတတ်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူရင်တိမ်မွေလွန်းလို့မသိတာဘူးတဲ့ သူတဘာဝကြကြငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတဘာဝအတိုင်းပါပဲတဲ့ပုံမှန်ရှူပါပုံမှန်ထုတ်ပါနောက်သူကလေးလေးထိကဝင်ရင်ဝင်သွားတဲ့သဘောနောက်သူကလေးလေးထိကထွက်ရင်ထွက်သွားတဲ့သဘောရှိပြီးသားဖြစ်ပြီးသားအဲ့ဒီအရှိတရားအဖြစ်တရားကိုတတိလေးနဲ့ကပ်ပြီးကြည်ပေးနေုံပဲဝင်လေဘက်မှလည်းထွက်လေဘက်မှလည်းရှာပြီးတော့ရှုเสียရလဲမလို့ဘူးတဲ့ လိုက်ပြီးတော့ရှုเสียလည်းမလိုဘူးတဲ့တတိလေးနဲ့တိတိပေးနေုံပဲတဲ့တေချာကြည့်လိုက်ပါနာဒီဝမှာလေးလေးအထိခတ်ပြီးတော့ဝင်သွားတဲ့သဘောလေးသဘောလေးလို့ပြောတာနော်နာဒီဝမှာလေးလေးအထိခတ်ပြီးထွက်သွားတဲ့သဘောလေးအော်ဝင်လေးလေးပါလားအော်ထွက်လေးလေးပါလားတို့ရဲ့နာဒီဝမှာထိခတ်ပြီးတော့ဝင်သွားတယ်တို့ရဲ့နာဒီဝမှာထိခတ်ပြီးတော့ထွက်သွားတယ် ဒီသဘောလေးကိုတတိနဲ့ကပ်ကြည့်ပေးနေုံပဲတတိထားဝရိယဆိုင်အယုံတစ်ပါးစိတ်မသွားစေနဲ့တရားရှုမှတ်ပြီးဆိုမှစိတ် တွေတွေးတာမျိုးအဝေးထွက်သွားတာမျိုးလွင့်တာမျိုး မဖြစ်ပါစေနဲ့ ီခန္ဓာကြီးကိုကမ္မထအယုံပေါ်တင်လိုက်ပြီးဆိုရင်လာပြီပြီးခဲ့တဲ့အတိတ်တွေပြန်ပြီးတော့အောင်းမေးလို့အောင်းမေးမရောက်သေးတဲ့အနာဂတ်ကိုမှန်းမြော်လို့မြော်နဲ့စိတ်များတိတ်ကြောက်เสียကောင်းပါတယ်ခန္ဓာကိုယ်ရိယဘုတ်တည်တည်ချာချာကြာကြနာနာ ထိုင်ပါပြီးဆိုမှကေရှိဥသောတမထကိုထူထောင်တော့မယ်ဝင်လေထွက်လေကိုရှုမှတ်တော့မယ်ဆိုမှဒီစိတ်ကဟိုပြေးလိုက်ဟိုပြေးလိုက်ဟိုလွင်းလိုက်ဟိုလွင်းလိုက်နဲ့ သွားခြင်းဟာသွားခြင်းနဲ့ပြေးခြင်းဟာပြေးခြင်းနဲ့အဲ့ဒီစိတ်ကိုခန္ဓာအပြင်ဘက်မထွက်အောင်တတိနဲ့ထိန်းတာတတိရှိရင်တတိဆွဲရင်တတိမြဲရင်နာဒီဝဝန်လေထွက်လေကို အထင်ရှားအမြင်သာတွေ့နိုင်ပါတယ်။တေချာကြည့်လိုက်ပါ အခုလက်တွေ့ကြကြအထုံနေတာပဲနာသီဝမှာလေးလေးအထီကပ်ပြီးဝင်သွားတယ်နာသီဝမှာလေးလေးအထီကပ်ပြီးထွက်သွားတယ်ဒေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထတယ်အဲ့ဒီနာသီဝဝင်လေထွက်လေးလေးကိုတတိနဲ့စူးစိုက်ပြီးကြည့်ကြည့်ပြီးတိပေးနေတဲ့အချိန်မှာ ဓမ္မာတတိဓမ္မာဝါယမဓမ္မာတမာတိဆိုတဲ့တမာရိမကင်၃ပါးဝန်တဲမှာဂိမ့်နေပါပြီတံပိုးကြည့်လိုက်တာတို့မြတ်လောကလယ်မှာယုံကံရှာဖွေသွားလာနေတုန်းကဝင်လေရှိမမသိထွက်လေရှိမမသိဝင်လေဖြစ်မမသိထွက်လေဖြစ်မမသိတမာတိဆိုတာငါတို့နဲ့အဝေးကြီးပါလား တမာရီဆိုတာဘာပြောလို့ပြောမှမတိပဲနဲ့ဝင်လေထွက်လေကိုဘလို့ရှိမှမတိပဲနဲ့လောကထဲမှာအကျိုးမဲ့အချီနီအသက်ရှင်ခဲ့တာပါလားတို့ကမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာအယူမှားပုံပြောပါတယ်တကယ်တော့ယောဂီတို့မသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးဝင်လေထွက်လေတစုံရှိလို့အသက်ရှင်နေတာ အဲ့ဒီဝင်လေထွက်လေကိုလည်းရှိတာကို ပုံကိုတိုင်းတတ်တော်အတိုင်းမသိကြဘူးတဲ့ဘယ်သိမလဲတမာတိဖြစ်အောင်မှမလုပ်ကြတာအဲ့ဒီတမာရီရအောင်မလုပ်တဲ့ကကြတော့ဝင်လေဝင်မမသိထွက်လေထွက်မမသိအဲ့ဒီမသိတာအဝိဇ္ဇာပဲစာလိုပြောတော့မောဟဘဝအမှောင်ကြခြင်းလို့အဓိပ္ပာယ်ရတယ် ဝင်လေထွက်လေလည်းရှင်းမမသိဘူးဝင်လေထွက်လေလည်းရှင်းမမသိဘူးမသိမသိနဲ့လောကထဲမှာအသက်ရှင်နေကြတာအဝိဇ္ဇာဥစည်းပြီးတော့ငါဘဝငါခန္ဓာကြီး အမှောင်ကျနေပါလားတံပိုးကြည့်လိုက်တာအခုမိမိရဲ့ခန္ဓာကိုယ်အရိအပိုးကြီးကို ကမ္မထာအယုံပေါ်တွန့်တင်လိုက်မှဩဝင်လေလေးပါလားဩထွက်လေလေးပါလားနာသီးဝမှာ တွန့်တိုက်ပြီးဝင်သွားတဲ့သဘောလေးတွန့်တိုက်ပြီးထွက်သွားတဲ့သဘောလေးဩလက်ဆက်သတ်တော်တို့ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တာကိုတံပိုးကိုကောင်းကောင်းအသုံးချတတ်လာပါတယ်ယောဂီတို့အမြင်ပဲသေးသွားတဲ့မတာကိုနှကောင်းနဲ့နားလေးနဲ့ကတ်ကြည့်လိုက်ဝင်လေလည်းမရှိတော့ဘူးထွက်လေလည်းမရှိတော့ဘူးဝင်လေလည်း မဖြစ်တော့ဘူးထွက်လေလည်းမဖြစ်တော့ဘူးဩတကယ်တမ်းကျတော့ဝင်လေထွက်လေတစုံမရှိလို့ပြီးသွားတာကိုအဲ့ဒါလို့လောကလည်းမှာအချီးနှီးသိဆုံးခြင်းမဖြစ်အောင်အလကားသိဆုံးခြင်းမဖြစ်အောင်မိမိတို့ရဲ့နှာသီးဝဝင်လေထွက်လေလေးကိုတတိနဲ့ကြည်တက်ဖို့လိုပါတယ် channel လေးကနေ live လေးနေတွေ့ဆိုအကျိုးဆိုလိုက်ပါတယ်။ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ကြားရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာ။